ရှစ်ဆက်ပြီးတော့လုပ်မဲ့အလုပ်တွေကလည်းဒီ NUG တို့ CR page တို့အပေါ်မှာလည်းအကျိုးကျေးဇူးရှိစေလိမ့်မယ် complimentary ဖြစ်စေလိမ့်မယ်ဆိုပြီးတော့ပြောတယ်ဒေါက်တာဆန်ဆာလေးဒီအဲဒီ NUG တို့ CR page တို့ကြားမှာရှစ်ဆက်ပြီးတော့ဟိုဆက်ဆံရေးဆက်ရှိနေမယ်ဆိုတဲ့သဘောလားဒါကတော့ကျွန်တော်ကတော်လှန်ရေးရက်ပေါ်ရက်ဖက်တဲ့အကိုလိုဖြစ်တဲ့အခါကျတော့ကျွန်တော်ဟာအတူတကွအမြင်ရဆိုတော့လုပ်နေဖို့လိုတယ် complimentary ဖြစ်နေဖို့လိုတယ် conflict မဖြစ်ဖို့အရေးကြီးတယ် ဆိုတော့ဒါကတော့တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ကျွန်တော်ခုအရအလိုအဆိုးအရာကပါလဲဆိုတော့ resource ဖြစ်တယ်အခုကဥမာရပုံငွေရှာတယ်ရပုံငွေရတဲ့အခါမှာပဲစစ်တိုက်တယ်ဆိုတာတော့မဖြစ်တော့ဘူးပေါ့နော်ကျွန်တော်ကဒီ financial freedom ကိုရဖို့အတွက်ရည်ကြည်တယ် resource လို့ပြောတဲ့အခါမှာ finance resource လို့လည်းလက်နေ resource လို့လည်းဆိုတော့အဲ့ဒီဥစ္စာကိုကျွန်တော်ကကြည့်တဲ့အခါမှာ အခုနအမေရိကမှာကျွန်တော်တို့ဖွက်ထားတဲ့ legal entity မရှိတဲ့ resource ရဖို့ဆိုတာမလွယ်တော့ဘူးနိုင်ငံတကာကူညီရဖို့ဆိုတော့ကျွန်တော် legal နေတွားဖို့ကိုလိုတယ်ဒါကြောင့်မလို့ခုကကျွန်တော်တို့အဲ့ဒီဖွဲ့စည်းတုတ်ခုကိုကျွန်တော်ကဖွက်ထားတာဖြစ်တယ်အဲ့ဒီဖွဲ့စည်းတုတ်ခုဟာလည်းတကယ်တော့ဆိုရင်တော့ lobby ဖွဲ့စည်းရ advocacy ဖွဲ့စည်းရ finance business ဖွဲ့စည်းရ governance capacity building ဖွဲ့စည်းရပေါ့ခုက p2d ဟာလည်းပြောမယ်ဆိုရင်တော့ခုလိုအာဒေါ်လာ9နှစ်ရှိပြီ အဲ့ငါးနှစ်အတွင်းမှာသူတို့ဟာလည်းပိတ်တန်တစ်မြတ်ပိတ်ပြီเนาะဒါဒါဆိုတော့အခုကနိုင်ငံတကာဖြစ်မှာသူတို့ဟာအကူအညီတွေရနိုင်ဖို့တရုတ်ဝေကူညီရနိုင်ဖို့ကတော့အဲလာချောက်ပဲရှိတယ်ဒါကြောင့်မလို့အဲ့ဒါကတော့ဒီဒေါ်လာရေးအဖွဲ့စီအလုပ်ကိုကအဲနောက်ဆုံးအကျိုးပြုမှာဖြစ်တာပေါ့เนาะအဲဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်အဲဒီစိတ်သွားမဲ့ခေတ်မှာဆိုတော့ resource ရရှိကနာပါတစ်ဖြစ်တယ် resource မရရှိပြတဲ့ကတော့ဒေါ်လာရေးစိတ်သွားဖို့တော့အရေးကြီးခံတယ်